အားလုံးမင်္ဂလာပါဒေါ်လန်နှစ်တစ်ပါဒေါ်လန်နှစ်တစ်ပါခင်ဗျာအဲ့တော့ကျွန်တော် YouTube channel မှာဆောင်ရွက်ကြည့်ရှုအပိတ်ကြတဲ့ဒေါ်လန်ပြည်သူလူထုကြီးတရက်လုံးကိုဒေါ်လန်နေတပါလို့နှုတ်ခွန်းဆက်သားပါရစေအဲ့တော့ကျွန်တော်ကိုဒီရုပ်သံ file နေမှာဦးလေးတိုင်းကျော်တို့ YouTube comment နေမှာအဲ့ကျွန်တော်ရဲ့အရင်တင်ထားတဲ့ရုပ်သံအဟောင်း comment နေမှာမေးကြတယ်ဝေယံနေမကောင်းလားအဲဝေယံဒီ YouTube မှာကျွန်တော် တရင်တက်ဆက်တာတွေမတွေ့တဲ့အခါကျတော့ကျွန်တော်ပြည်သူတွေကမေးကြတယ်အဲ့တော့ဒီတကြံကာလမတိုင်ခင်အဲတလလောက်အလိုမှာအလိုမှာကလေးကကျွန်တော်တရင်တွေတင်ဆက်တာကိုခဏရနာထားရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အလုံးပြည်သူတွေအွန်လိုင်းမှာအခုတွေ့မြင်ရတဲ့တကြံကာလအတွင်းမှာတွေ့မြင်ရတဲ့ကျွန်တော်တို့အောင်ပွဲနဲ့တကြံဆိုတဲ့တော်လိုင်းလှူရှာမှုအဲကမ်ပိန်းပေါ့နော်အဲနှစ်ပိုင်းပါဝင်တာပေါ့ရန်ပုံငွေကောက်ခံတဲ့ဟာကတစ်ပိုင်းပါဝင်တယ်နောက်တစ်ပိုင်းကတော့တကြံကာလမှာကျွန်တော်တို့တော်လှန် အနုပညာရှင်တွေကျွန်တော်တို့တော်လိုင်းရေးဘက်ကနေပြီးတော့ရဲဘော်တွေရဲ့ကိုစားရဲဘော်တွေရဲ့ခံစားချက်တွေနဲ့အညီအောင်ပွဲနဲ့တကြံဆိုပြီးတော့ဒီတချင်းလေးဘုတ်ပေါ့နော်တချင်းလေးဘုတ်ကိုကျွန်တော်နဲ့ဟာလာကောင်ဖွဲ့ရဲ့ခေါင်းဆောင်ကိုတန်းကျော်နဲ့အတူတူလှုပ်ရှားမှုပြုလုပ်နေရတာဖြစ်တဲ့အတွက်ကျွန်တော်သတင်းတွေ YouTube channel မှာမတွေ့ရတာဖြစ်ပါတယ်ကျွန်တော်ဒီကောင်ကြက်မှာပါတယ်တခါတလေဒီအစာရင်ကအာယောဂအဟောင်းကအစာရင်ပြန်ပြီးတော့ ဖြစ်တဲ့ဟာကလွဲလို့ရှင်ကျွန်တော်နေကောင်းကြမှာပါတယ်ဒီရက်တွေအတွင်းမှာကျွန်တော်ပြန်ပြီးတော့ပတင်းနေသုံးသက်ချက်တွေကိုပြန်ပြီးတော့ပြောဆိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ပြည်သူလူထုကိုလာရောက်ပြီးတော့အဲဒီနေ့ကစပြီးတော့ပြန်လဲမိတ်ဆက်တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပြည်သူလူထုကြီးကြမှာပါစေပထမဆုံးဒီကနေ့မနက်ခင်းမှာတွေ့ရတဲ့သတင်းတစ်ခုရှိပါတယ်အဲ့ဒီသတင်းနဲ့ကျွန်တော်တို့စတင်လိုက်အောင်ပါ ါကတော့ကျွန်တော်တို့အရာတွေကနေပြီးတော့ဒီမနေ့မှာလွန်ခဲ့တဲ့2နာရီလောက်ကတင်ထားတဲ့သတင်းမှာဒီဇင်ဘာရွေးကောက်ပွဲအောင်မြင်ရေးပူပေါင်းပေးကြဖို့စစ်ကောင်းဆောင်ပြောအဲ့တော့အရမ်းမစစ်ကောင်းဆောင်မင်းအောင်လိုင်ကဒီဇင်ဘာမှာသူရွေးကောက်ပွဲပြုလုပ်မယ်လို့ပြောထားတယ်အဲ့ဒီရွေးကောက်ပွဲအောင်မြင်ကြဖို့ပူပေါင်းပေးဖို့ဆိုပြီးတော့ပြောလာပါတယ်အဲ့တော့ဘာပြောလဲကျွန်တော်တို့ကြည့်ကြအောင်ပါနိုင်ငံအတွင်းမှာတဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး အရေးပေါ်အခြေအနေများစွာရှိနေပြီးတိုက်ပွဲတွေနေရာအနှံ့ဖြစ်က မတိမငြိမ်ဖြစ်နေတော့လေအာနာသိန်းစစ်ကောင်းဆောင်မင်းအွန်လိုင်းကရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာမှာကျင်းပသွားမယ်လို့နှစ်သန်းတရက်နေ့မိန်ကုံးမှာထည့်သွင်းပြောဆိုလိုက်ပါတယ်။ဒါမိန်ကုံးမှာကျွန်တော်တို့တွေ့ရတဲ့အကြောင်းအရာပါ။အဲ့တော့ဒီတချံကာလမတိုင်ခင်နဲ့ကျွန်တော်တို့တချံကာလမတိုင်ခင်ကလင်း ဘေးဒဏ်ကိုခံရတဲ့ကာလမှာတည်းကပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီဆက်ရှုံးကောင်စီဘက်ကအပြစ်ခတ်ရက်စဲတယ်ဆိုပြီးတော့တရားဝင်ကြေညာတယ်ဒီကြံကာလဒီရေဘော်ကဲတဲ့ရေငလင်ကာလတွေမှာအပြစ်ခတ်ရက်စဲပါတယ်ဆိုပြီးနိုင်ငံတော်အဆင့်နိုင်ငံတော်အဆင့်ဆိုတာသူတို့အနာလူထားတဲ့လူတစုရဲ့ဖွဲ့စည်းပုံအရတိုင်းပြည်ပြည်ကြေညာတယ်ဒါပေမဲ့အဲ့ဒီရက်ကြေညာပြီးတော့အဲ့ဒီရက်ပိုင်းတွင်မှာပဲ စခိုင်းဒေတာမကွေးဒေတာမှာရှိတဲ့ကြေးရွာတွေစတင်ကြောင်းတွေဒါကခရင်ဒေတာမှာရှိတဲ့ကြေးရွာတွေရခိုင်အဲနောက်တစ်ခါမန္တလေးစခိုင်းဒီဒေတာမှာရှိတဲ့ကြေးရွာတွေစတင်ကြောင်းတွေဖုံကြီးကြောင်းတွေစစ်ဆောင်ဒေတာတွေကိုဘုံကျဲတိုက်ခိုက်တယ်လေချောင်းကနေပြီးတော့ပြစ်ခတ်တိုက်ခိုက်ကြတယ်ဒါဟာသူတို့အပြစ်ခတ်ရက်စဲပါတယ်လို့တီလင်းကြေညာထားပြီးတော့တကယ်ကိုအဆက်တရားမဲ့စွာ ပြုလုပ်တယ်လို့ရပြည်သူလူထုကငလင်းဘေးဒဏ်ကြောင့်စိတ်တော့ကပူပန်မှုတွေနဲ့ဒုက္ခဒုက္ခကြားမှာရုန်းကန်နေရတဲ့အချိန်ကာလမှာကယ်ဆယ်ရေး၊ကုညီကယ်ဆယ်ရေးကိုလည်းဖြစ်ဖြစ်မြောက်မြောက်မလုပ်ပေးနိုင်အဲ့တော့အရင်ကာလဒီရတားဆိုးရကာလတွေလူငယ်တွေပြည်တွင်းမှာရှိနေတဲ့ကာလတွေနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်တကယ်ကိုဘလို့ပဲငလင်ထံခံရဘလို့ပဲတဘွားဘေးအန္တရာယ်ကိုခံရပါစေလူငယ်တွေရှိမယ်ကောင်းမွန်တဲ့အစိုးရလက်အောက်မှာဆိုရင်ခဏလေးနဲ့ကျွန်တော်တို့ရုံထနိုင်ပြန်လည်ထူထောင်နိုင်တယ် ကောင်းကောင်းဟိုအခြေတည်အောင်ပြန်ပြီးတော့ရက်တည်နေအောင်လုပ်နိုင်ကြတယ်အခုတော့ဒီကောင်တွေရဲ့လက်အောက်မှာဆိုလို့ရှိရင်ကုညီကယ်ဆယ်ရေးလှုပ်တာတွေကလည်းတလွဲတွေတချောတွေအဲနောက်တစ်ခါကုညီကယ်ဆယ်ရေးလှုပ်တဲ့သူတွေပေါ်မှာဖြတ်ဆတ်လက်ဆတ်လှုပ်တဲ့ဒီစစ်ကောင်စီဒီစခတွေတော်တော်လေးကိုရုပ်ဆူးအကြီးတန်းတယ်ပြည်သူလူထုဒီကလောက်ထိဒုက္ခဒုက္ခကြားမှာရောက်နေတာတော့ပြည်သူလူထုပေါ်မှာ စေတနာ မြူးတမုံစာတော့မရှိတဲ့ဒီကောင်တွေရဲ့လိုရက်ကတော့တမိုင်းမှတ်တမ်းတင်เสียပါကျွန်တော်တို့မျက်မြင်ကိုတွေ့တွေ့ရတယ် တော့ဒုက္ခဒုက္ခလှိမ့်နေအောင်ခံစားရတဲ့ကာလမှာတော့ဒီကောင်တွေကတော့ပြည်သူကိုတက်ဖြတ်တာဘုံကျဲတာတိုက်ခိုက်တာကိုမရက်တန့်ခဲ့ဘူးဆိုတာကျွန်တော်တို့မျက်မြင်ကိုတွေ့တွေ့ရတဲ့အကြောင်းအရာဖြစ်ပါတယ်အခုလဲကျွန်တော်နှစ်ကုန်ဒီဇင်ဘာလထဲမှာရွေးကောက်ပွဲကိုအောင်မြင်မြင်ကျင်းပမယ်ဆိုပြီးတော့အတန်ကောင်းဟစ်လာပြန်ပါတယ်ဒီကောင်တွေမှာထွက်ပေါက်ပြေးပေါက်လုံးဝမရှိတော့ဘူးပိတ်မိနေကြပြီအဲ့တော့မြို့ပေါင်းအဲကျွန်တော်တနင်္ဂနွေလုံးရဲ့မြို့ပေါင်းအများစုတွန်လိုင်းတက်ဖွဲ့တွေက ိုပြီးတော့ပိုပြီးတော့ထိန်းချုပ်သိမ့်ပိုက်ထားနိုင်ပြီအရင်ရက်ကဆိုရင်လေကျွန်တော်တို့ PD ရဲ့အင်အားစုတွေရဲ့ကုချေကုလက်နဲ့သိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့မြို့နှစ်မြို့ရှိခဲ့တယ်အဲ့တော့အဲ့ဒီမြို့နှစ်မြို့သိမ့်ပိုက်ထိန်းချုပ်ရမှာလေအဲကျွန်တော်အသက်ပေးဆက်ရတယ်ကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေများစွာရှိခဲ့တယ်ယာကနန်းအထိရှိခဲ့တယ်ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီမြို့တွေကိုတော့သိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဒါကူမြဝါထင်ထင် တလိုင်းတက်ဖွဲ့တွေပြည်သူ့ကာကွယ်တက်ဖွဲ့တွေရဲ့စီရီခြေလှမ်းတွေကဘလောက်ထိအရာရောက်လာတယ်တိုက်ရိုက်ခိုက်ရိုက်တွေဘလောက်စနစ်ကျလာတယ်ဆိုတာကိုသိလာတဲ့မအာလာကသူ့ရဲ့ထွက်ပေါက်ဖြစ်တဲ့ရွေးကောက်ပွဲကိုအခုလိုမျိုးပြည်သူလူထုငလင်ဘေးဒဏ်ကြောင်းကြီးကြပ်ဒုက္ခရောက်နေရတဲ့အချိန်မှာတော့ဒီဇင်ဘာလအတွင်းမှာသူအောင်းအောင်းမြင်မြင်လုပ်မယ်ပူပေါင်းကြပါဆိုပြီးတော့အတန်ကောင်းဟစ်လာတယ်အဲ့တော့သူ့ရဲ့အတန်ကောင်းဟစ်မှုကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်ပါ အဲသူတို့ရဲ့ပြောနေကြပုံစံတိုင်းပဲပေါ့စစ်မှန်၍တဲ့စီကံပြေဝသည်ပါတီစုံဒီမိုကရေစီစနစ်ပေါ်ဆောင်နိုင်ရေးဒီမိုကရေစီနဲ့ဖက်ဒရယ်တိဆောက်ရေးကိုရည်မှန်းချက်ထားဆောင်ရွက်နေပြီးပြည်သူလူထုလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်အမြန်ဆုံးပြန်လည်အကောင့်တွေဖော်ပေးနိုင်ရေးအတွက် ကျူးပန်းဆောင်ရွက်လျက်ရှိနေတယ်လို့သူကပြောပါတယ်တဲ့အဲ့မှာကြည့်ရုံနဲ့ရေနဲ့ထွက်လာတဲ့သကလုံးနေနဲ့ကတကယ်ကိုကြက်တည်အဖျားဖျားတုံးတယ် ပါဇက်ကတော့စစ်မှန်တဲ့ဒီမိုကရေစီစစ်မှန်တဲ့ငြိမ်းချမ်းရေးစစ်မှန်တဲ့ပြည်သူလူထုပေါ်စေတနာပါဇက်ကတော့တဖက်ဖက်နဲ့ရှာယိုးမရှိတိုင်းတကယ့်ကိုအရှက်မရှိ ပြောထွက်တဲ့စကားလုံးတွေဒါပေမဲ့လက်တွေ့လက်တွေ့မျက်မြင်ဒိဋ္ဌာမှာတော့နေ့စဉ်နဲ့အမျှပြည်သူကိုဒုက္ခမပေးရရင်မနေနိုင်တဲ့မနေနိုင်တဲ့ကောင်မနေနိုင်တဲ့အစုဖွဲ့တွေမနေနိုင်တဲ့ဖက်စစ်တွေ ဲ့ဒီအဲ့ဒီ passive ဘက်ကကဘာထွက်လာလဲဆိုတော့ party ဆုံး democracy စနစ်ကိုအမှန်တကယ်လိုအပ်တယ်ဆိုလို့ရှိရင်အဓိကဖြစ်တဲ့ရွေးကောက်ပွဲအောင်အောင်မြင်မြင်ပြီးမြောက်နိုင်မှုအတွက်မိဘပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့မေတ္တာရက်ခံလိုပါတယ်မိဘပြည်သူတွေအနေနဲ့ဆိုတာတော့ဘက်ကမချဘူးအဲ့ဒီမိဘပြည်သူတွေကိုပဲမိဘပြည်သူတွေရဲ့တာသမီတွေကိုပဲတက်ဖြတ်နေတာနှိမ့်စင်ရက်ဆက်နေတာဘယ်သူလဲဆိုတာအလုံးအတိဖြစ်ပါတယ် ဲ့တော့ဒါကပထမဆုံးတွေ့ရတဲ့ဒီဇင်ဘာလမှာရွေးကောက်ပွဲအောင်မြင်ဖို့အတွက်ပူးပေါင်းပေးကြဖို့ဆိုပြီးတော့ဒီကောင်နှစ်သက်မင်းကုန်းပါအယူချီပန်းရှောက်ပြီးတော့ပြောလာပြန်ပါပြီအဲ့တော့ဘယ်ခြေလန်းလှမ်းမယ်ဆိုတာပြည်သူလူထုအားလုံးသိပြီးသားပါထပ်ပေါင်းမရှိတော့တဲ့မာလာအစုဖွဲ့ဟာရွေးကောက်ပွဲကိုအောင်အောင်မြင်မြင်လုပ်မယ်ဆိုပြီးတော့တွန်းတွန်းတိုက်တိုက်ဆက်ပြီးတော့လုပ်ပါလိမ့်မယ်အဲ့ဒါကသူတို့ရဲ့ ပြရုပ်အနေနဲ့တို့ရဲ့ထွက်ပေါက်အနေနဲ့စူးစမ်းကြပါလိမ့်မယ်။တေချာကတေချာတာကတော့ပြည်သူလူထုတွေအားလုံးဟာလည်းဒီကောင်တွေလှုပ်တဲ့ရွေးကောက်ပွဲဒီကောင်တွေလှုပ်တဲ့ဒီမိုကရေစီဒီကောင်တွေလှုပ်တဲ့မဲပေးမှုတွေဆိုတာကပြည်သူလူထုအနေနဲ့ဥပပေါင်းပါဝင်လူစိတ်လုံးဝမရှိဘူးဆိုတာယုံကြည်ပါတယ်။ဒီကောင်တွေပူးပေါင်းအောင်အလုပ်ကိုပြည်သူတွေလုံးဝလုပ်ကံကြမှာမဟုတ်ဘူးဆိုတာကိုလည်းအားလုံးအတိအလင်းယုံကြည်ပါတယ်။နောက်ထပ်ပါသတင်းတွေများထပ်ပြီးတော့ ထူလေအချင်းသားအချင်းသူ4893ပြစ်ဒဏ်လွန်ငင်းဝင်ပေးဒါကတော့ကျွန်တော်တို့ပေးနေကြအဲ့တော့နိုင်ငံရေးအချင်းသားတွေမြတ်စွာလွတ်မြောက်ကြပါစေကျွန်တော်တို့အဲဒီစနစ်ဆိုးအန်တူရင်းနဲ့အချင်းကြခံရတဲ့ပြည်သူတွေကျွန်တော်တို့ညီကိုရဲဘော်ရဲဘက်တွေအားလုံးပြစ်ဒဏ်ကနေလွန်ငင်းတဲ့အထဲကိုပါဝင်ပါစေတည်ကြလာတာကတော့ဒီနိုင်ငံရေးအချင်းသားတွေက ၄000ကျော်က၄000ကျော်5000နီးပါးလွတ်ပေးတယ်ဆိုပေမဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးမှုဟာယာနှုံးနည်းနည်းပဲဆိုတာအားလုံးလည်းသိကြပြီဖြစ်ပါတယ်။သူလွတ်ပေးမဲ့သူတွေကတိုင်းပြည်ကိုစူပူအောင်လုပ်မဲ့ကိုစုလူရဲ့တကုဒမြမရင်းကောင်တွေလူသက်ကောင်တွေကိုသာများများလွတ်ပေးပြီးတော့တိုင်းပြည်ကိုကပြကရာဖြစ်အောင်လုပ်နေကြပါလူငင်ခွင့်ပေးတိုင်းကျွန်တော်တို့အရေးအတွက်တွေကိုကိန်းကနန်းအချက်လက်တွေကိုပြန်ကြည့်မယ်ဆိုရင်လည်းအားလုံးအသိဖြစ်ပါတယ်နိုင်ငံရေးအကျဉ်းသားတွေကအ ਨੇ စုပဲလွတ်ပေးတဲ့ထဲကိုပေါင်းဝင်ပါတယ်ခုနပြောတဲ့ခုစုလူရက်တွေကိုသာအဓိက လှုပ်ပေးတာပါအဲ့ပါကျွန်တော်ကြည့်မယ်ဆိုရင်ကြည့်မယ်ဆိုရင်ဧပြီ18ရက်နေ့မတိုင်မီလူတက်မှုမရင်းမှုပောက်ကွဲစေတဲ့သောပစ္စည်းများအုပ်ရီမတရားသင်များအုပ်ရီလက်နက်များအုပ်ရီပုံမှန်19ဆလုံး1949ခုနှစ်စစ်လက်နက်အရေးပေါ်ပြည်ထောင်စီရင်မှုအုပ်ရီ1952ခုနှစ်အဲလက်နက်အုပ်ရီပေါ်ထားပါ1924ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိတ်2023ခုနှစ်လက်နက်ဥပဒေမူရေးဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးမြဆိုင်ရာဥပဒေတဘာဝဘေးအနေဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုတွေကနေအပါတီဆဲဥပဒေအရအဲပြစ်နိုင်ချမှတ်ခံရသူတွေကိုလည်းကြခံရန်ကြာရှိသောပြစ်နိုင်6ပုံတပုံလုံငင်းတတ်တာခွင့်ပြုလိုက်ကြောင်းသိရတယ်တဲ့ဒါပြင်နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ73ဦးကိုပြစ်ဒဏ်ရှော့ပေါ့ကပြစ်ဒဏ်လုံငင်းခွင့်ပြု၍ ပြည်နှံတန်ပေးကြောင်းထည့်သွင်းထုတ်ပြန်ထားတယ်နိုင်ငံရေးအဂျင်ဒါအချင်းသူက73ဦးပဲပါတယ်ကျွန်တော်ပြောတဲ့အတိုင်းပဲအဲခုနခိုးဆိုးလူရက်တွေဒါအများစုလွတ်ပေးတဲ့အထဲကိုပါဝင်လာဖြစ်တယ်နောက်ထပ်ဗာသတင်းတွေများထူးသည့်လေအဲ NUG အဲ့တော့ယာယီသမရာကြီးကဗာပြောထားလဲဆိုရင်စစ်ကောင်စီထိန်းချုပ်နေမြေကနိုင်ငံရေး၄ပုံတပုံမင်းမရှိတော့ဘဲ2025ခုနှစ်မှာတော်လိုင်းရေးအပိတ်အောင်ပွဲရယူရေးကျူးပန်းရမယ်လို့ အန်ယူဂျီယာယီတမရကတော်လိုင်းအင်အားစုအားလုံးကိုတိုက်တွန်းလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ခုနကသုံးသက်ပြောဆိုသလိုပါပဲအကြမ်းဖက်ဆစ်ရှုံးကောင်စီကအခုချိန်မှာသူသိမ့်ပိုက်ထိန်းချုပ်နိုင်တဲ့မြို့တွေကတတိုင်းပြည်လုံးကိုလေးပုံပေါ်လိုက်မယ်ဆိုလို့ရှိရင်တပုံစားတော့တင်းတင်းရင်မပြည့်တော့တော်လိုင်းအင်အားစုတွေတိုင်းသားလက်နက်ကိုင်အင်အားစုတွေကကျန်တဲ့၃ပုံကြော်ကိုသိမ့်ပိုက်ထိန်းချုပ် ထားကြပြီဖြစ်တယ်။အဲ့ဒါဘိုးတိုင်းနောက်ချမ်းဘက်မှာဆိုရင်လေကျွန်တော်တို့ပြည်ခရိုင်တွေကအုတ်ချစ်ပင်မြို့နယ်ဒီအထိအရခတ်တော် AA တပ်ဖွဲ့ဝင်တွေတော်လိုင်းတပ်ဖွဲ့ဝင်တွေကပူးပေါင်းနေရာယူပြီးတော့ပြင်ဆင်နေကြတာကိုသတင်းတွေအားလုံးထဲမှာတွေ့ရမှာဖြစ်တယ်။မကြာခင်အချိန်ကာလအတွင်းမှာတခြားအရက်ဒေသကမြို့သိမ်းတိုက်ပွဲတွေနေတူတော်လိုင်းတပ်ဖွဲ့တွေကမြေပြတ်မှာရှိတဲ့မြို့တွေကိုတမျိုးပြီးတမျိုးသိမ်းပိုက်ထိန်းချုပ် လာနိုင်ပါတော့မယ်အဲ့တော့ဒီစကားကိုကျွန်တော်တို့ခဏခဏပြောရတဲ့အတွက်နားထဲမှာဩသင်ပိုက်တော့မထင်းချုံနိုင်တော့မယ်ပြီးတော့မယ်ပြီးတော့မှလားဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ဝေဝေဝါးဝါးဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီကာလမှာကျွန်တော်တို့ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့ဒီလပိုင်းအတွင်းမှာသင်ပိုက်ထားတဲ့မျိုးနှမျိုးကိုပြန်ကြည့်ပါအဲ့တော့အဲ့ဒီမျိုးနှမျိုးကိုသင်ပိုက်မှုကအရင်ကာလတွေမှာမျိုးသိမ်းတိုက်ပွဲဆင်နွှဲပြီးတော့သင်ပိုက်မှုတွေနဲ့ခွာခြားပါတယ် ဲ့ဒီမျိုးနှမျိုးကိုတိမ့်ပိုက်တာကတော်လန်ရေးတက်ဖွဲ့တွေလို့ပြောရမယ်၄နှစ်သား PDF တွေ local အစုဖွဲ့တွေ local PDF တွေရဲ့ကိုခွန်ကိုအားနဲ့တော်လန်ရေးဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာပေါ်ပေါက်လာတဲ့လက်နက်ကိုင်အစုဖွဲ့တွေရဲ့ကိုခွန်ကိုအားနဲ့အလုံးစုံကိုတိမ့်ပိုက်ခင်းချုပ်ခဲ့တာဖြစ်တယ်။ဒါပေမဲ့အဲ့မျိုးတွေကိုလည်းလာနဲ့ချီပြီးတော့ဝင်းရံပိတ်ဆို့ပြီးတော့တိမ့်ပိုက်ထင်းချုပ်ရတာဒီမျိုးတစ်မျိုးကိုတိမ့်ပိုက်ထင်းချုပ်နိုင်မှုဆိုရင်လေယာနဲ့ချီတဲ့အသက်တွေကိုပေးခဲ့တာလွယ်လွယ်လေးတော့ ရခဲ့ရတာမဟုတ်ဘူး။ဒါပြတော့ကျွန်တော်တို့ကသုံးသပ်ပြီးပြန်ကြည့်မယ်ဆိုလို့ရှိရင်အရင်ကာလမှာတင်းပိုက်ခဲ့တဲ့မြို့တွေကတော့ဒေကြတယ်။တိုင်းသားလက်နက်ကိုင်းစုဖွဲ့တွေရဲ့ဥဆောင်မှုနဲ့စီးရဲဥဆောင်မှုနဲ့ဒီကျွန်တော်တို့ PDF တွေရဲ့စုဖွဲ့မှုတွေနဲ့ပေါင်းပြီးတော့တင်းကြတယ်။လွန်ခဲ့တဲ့ဒီမြို့နှမြို့ကိုတင်းပိုက်မှုကတော့ဒါတော်လန်ရေးတပ်ဖွဲ့တွေရဲ့ PDF တွေရဲ့စီးရဲအရေးအချင်းနဲ့ကိုချီကိုလက်နဲ့တင်းပိုက်ထိန်းချုပ်နိုင်တာဖြစ်တယ်။ဒါကြောင့်မို့လို့ဒီ2025ကစီရီတိတိတတာပြောင်းလဲတိုးတက်မဲ့ နှစ်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အဲတည်တည်ချာချာဒီအကြောင်းအရာတွေကိုတုံးသက်ကြည့်မယ်ဆိုရင်သိနိုင်တယ်အဲ့တော့စစ်ရှုံးကောင်စီမအားလာစုဖွဲ့ရလဲမြက်ကလူဆံပြဖြစ်နေပြီဒါကြောင့်မလို့ပဲရွေးကောက်ပွဲကိုအသက်တန်ပြည်သူလူထုဒီတဘာဝဘေးအန္တရာယ်တွေကြားထဲမှာဒုက္ခဒုက္ခခံစားနေရတည်တိုင်အောင်ရွေးကောက်ပွဲကိုအတင်းနိုင်ငံထွက်ပေါက်နေတဲ့အတင်းကရောအောင်မြင်အောင်ဆိုပြီးတော့သူတို့တိုက်တိုက်တုံတုံလှုပ်လာကြတာဖြစ်တယ်အဲ့တော့ရာဟိသမရကြီးတို့ကလည်းရှိလာပြောသလိုမျိုးပဲဒီ2025မှာ စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်နိုင်ဖို့တနည်းအားဖြင့်ပြောမှဆိုရင်တော်လိုင်းတပ်ဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်နိုင်တဲ့မြို့တွေပူပြီးတော့များပြားအားကောင်းလာစေဖို့အလုံးကဝိုင်းဝန်းကြဖို့လိုတယ်အဲ့တော့ခါရီမှာကျွန်တော်တို့ကဘေးကနေပြီးတော့ထိုင်ပြီးတော့သုံးသက်ပြောဆိုနေရတာကအချက်လက်တွေကြည့်ပြောမှဆိုလွဲပါလိမ့်တကယ်တမ်းပါဝင်အားစိုက်မှုကိုတူတယောက်ရဲ့တော်လိုင်းရဲ့ပုံမှာပါဝင်အားစိုက်မှုကဘယ်ရွေးဘယ်မြရှိတယ်ဆိုတာကိုလေပြန်သုံးသပ်ဖို့လိုပါလိမ့် တော့အောင်တော်လိုင်းကြီးတော့အောင်ကျင်နေနိုင်ကျင်နေကိုကတော့အ ਨੇ ဆုံးဟိုကလစ်တာလောက်တော့မလုပ်ဖြစ်ဘူးဆိုရင်လဲကြာနေအောင်ကြာနေကြရအောင်ပါပဲအားလုံးရဲ့ခွန်အားနဲ့အားလုံးကမညာတန်းကုကုကမညာတန်းတော်လိုင်းကြီးမှာပါဝင်ဆောင်ရွက်မှတာကျွန်တော်တို့ကအမြန်အောင်ပွဲဆင်နိုင်မှာစစ်ရှုံးကောင်စီကတော့မလျှော့ပါဘူးဒီရပိုင်းနေ့အတွင်းမှာစာတင်ကြောင်းတစ်ကြောင်းဆိုလို့ရှိရင်ဘုံကျဲခံရတဲ့ပြည်သူတွေနဲ့ဒီခလင်းငယ်ကြီးစာတင်နေတဲ့အဲ့မှာအတုံးယုံ တည်ကြရရတယ်ဘုန်းကြီးကျောင်းလေးကိုရင်လေးတွေအသက်ဆုံးရှုံးရတယ်ခုနပြောတဲ့မြို့သိမ်းတိုက်ပွဲတွေမှာတော်လိုင်းရဲဘော်တွေယာနဲ့ချီပြီးတော့အသက်ပီးတိုက်ပွဲဝင်ရတယ်အသက်တွေရင်းနေရတယ်အသက်တွေလူဘဝမှာတန်မိုးကြီးဆုံးဖြစ်တဲ့အသက်တွေကိုရင်းနေပြီးတော့အရင်နေပြုတ်ပြီးတော့အားလုံးလွတ်မြောက်ဖို့အတွက်တိုက်ပွဲဝင်ကြရတယ်အဲ့တော့ကျွန်တော်တို့အလုလုလို့ရတဲ့နေရာမှာအနိုင်ဆုံးကလစ်လို့ရတဲ့နေရာမှာရှိတဲ့သူတွေကလည်း လစ်ကြထဲဝင်ပါဝင်ထောက်ပို့မယ်သူတွေကလည်းထောက်ပို့ကြတော်လိုင်းသတင်းတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ရမယ်ခွန်အားဖြစ်စီတဲ့ခွန်အားဖြစ်စီမဲ့အကြောင်းအရာတွေနဲ့အမြေပြင်မှာရှိတဲ့ရဲဘော်တွေကိုကူကြဝန်းကြရမယ်တော်လိုင်းတပ်ဖွဲ့စုဖွဲ့ချင်းချင်းပို့ပြီးတော့စီလုံးညီညွတ်မှုရှိဖို့နဲ့တဟဇာတာဖြစ်ဖို့ဗျူဟာကြကြနဲ့မဟာမိတ်အဖြစ်နဲ့ပူးပေါင်းနိုင်ကြဖို့အလုံးအာဂါတရီတခြားအမုံတရားတွေ မတူတာတွေကိုဘေးဖယ်ပြီးတူတာတွေကိုစုပြီးတော့ကျွန်တော်တို့အားတစ်ခုအားရင်တစ်ခုနဲ့ဒီဆောက်အောင်ဒါမှလည်းကျွန်တော်တို့မြန်မြန်အဆုံးသက်အမြင့်ဖြစ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သတင်းတွေကတော့အခုလိုမျိုးတွေ့ရတယ်သတင်းတွေအဲကျွန်တော်အပုတ်အများကြီးမပြောတော့ပါဘူးအဲဒါပေမဲ့သတင်းထူးခြားတဲ့အရာတွေတွေ့တဲ့အချိန်တိုင်းမှာကျွန်တော် outbreak အခုလိုမျိုးပြည်သူလူထုနဲ့အတူတူသုံးသက်ချက်တွေနဲ့အတူတူလာပြီးတော့တင်ဆက်ပေးပါမယ်အဲ yellow mist studio ထဲမှာတော့ကျွန်တော်ခန်းခန်းနာနာမတင်ဆက်နိုင် သေးပါဘူးဘာကြောင့်လဲဆိုကျွန်တော်မှာလိုအပ်ချက်အခက်ခဲတွေရှိပါတယ်အဲရတဲ့ပုံစံနဲ့တော့ကျွန်တော်ကျွန်တော်လောက်ရမယ်တရင်အလုပ်တွေပြည်သူလူထုကိုတင်ပြရမယ်တင်ဆက်ရမယ်အကြောင်းအရာတွေကိုတော့တင်ဆက်ပေးပါမယ်အဲ့တော့ကျွန်တော်တို့အဲအောင်မွေးတဲ့ခြံမှာမီလီယံ view channel ဆိုပြီးတော့လုပ်နေရလေးရှိပါတယ်အဲ့ဒါကိုလည်းတွားရောက်ပြီးတော့ပြည်သူလူထုအနေနဲ့ click ကြဖို့အဲပါဝင်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ဘယ်လိုမျိုးရှာဖွေ click ရမလဲဆိုတာကိုကျွန်တော်တို့တွားကြည့်ပါမယ်အဲဘယ်လောက်လောက်ထိလူတွေ click ထားကြပြီလဲဆိုတာကိုလည်းကျွန်တော်တို့တွားပြီးတော့အဲခဏကြည့်ကြအောင်ပါ အဲ့တော့ကျွန်တော်တို့တွေက YouTube တဲ့ကိုဝင်ကြည့်ရမှာပါဒီကျူမှာတိုင်းကျော် A5 ကဆိုပြရလိုက်ရင်ဒီမှာကျွန်တော်တို့တွေ့ပါပြီဒီ3ကတုံညာနဲ့တက်ရင်အတွက်အောင်ပွင့်တဲ့တကြံတချင်းနေဆိုတာလीအဲအဲ့ဒါကိုကျွန်တော်တို့ကဝင်ကြည့်လိုက်မယ်အဲကြော်ညာတွေကိုပါကြည့်ပြီးရင်ကောင်းပါတယ်ပြီးတွင်းရသူတွေကတော့ကျွန်တော်တို့ VPN ခံပြီးတော့ကြည့်ပြီးရင်ကောင်းပါတယ်ခင်ဗျာ ာဟုတ်ကဲ့ပါလာလာဆယ်တော့ကျွန်တော်တို့ 34K ရှိပါပြီ 34K ဆိုတော့ကျွန်တော်တို့တသိန်းတော့မပြည့်ပါသေးဘူး3000နဲ့မှ4000ပဲရှိပါသေးတယ်3000 4000ပဲရှိပါသေးတယ်ပြည်သူလူထုကြီးဒီလိုမျိုးကျွန်တော်ရှာကြည့်တဲ့လူမျိုးလာရောက်ပြီးတော့ရှာပြီးတော့ကလစ်ပေးကြပါမီလီယံ view ရလေပိုကောင်းလေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အခုအဲဒီ YouTube channel မှာတင်ထားတဲ့တော်လန်တကြံတခြင်းလေးပုတ်ကိုကလင်းရင်းနဲ့ရရှိတဲ့ဝင်ဝင်အားလုံးကိုကျွန်တော်တို့တောင်ငူမှာခြေဆိုင်တဲ့၃၅၃ညနှစ်တက်ရင်အတွက်ကျွန်တော်တို့တရားရခိုင်တော့ပါဝင်ထောက်ပို့ပေးမှာဖြစ်တဲ့အတွက်ပြည်သူလူထုအနေနဲ့ဝင်ရောက်ကြည့်ရှုပေးကြဖို့မြစ်တရရခဏဖြစ်ပါတယ်။အဲ့တော့နှစ်တင်မှာတော်လန်နှစ်တင်မှာပြည်သူအားလုံးစစ်အာဏာရှင်စနစ် အောက်ကနေပြီးတော့အ мян ဆုံးလွတ်မြောက်ပြီးတွားပြီး အန်ဒီရီဂျားကလည်းလွမြောက်ကြပါစေအမြန်ဆုံးပျော်ရွှင်မှုစစ်စစ်မှန်မှန်ကိုရရှိကြပါစေလို့ကျွန်တော်ဝေယံကနေစုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ